ရင်းပြည်တွင်းတနေရမှာဂရင်းပြည်ဂျာကာလာအချုပ်ရေးကောင်စီ IEC ရဲ့ပြည်ထရေးဌာနအောက်မှာရှိနေတဲ့အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲကနေအရေးပေါ်ကယ်ဆယ်ရေးတင်တဲ့အမှတ်စဉ်၃ခုတလကြပြုလုပ်ခဲ့တယ်လို့ IEC ရဲ့ပြည်ထရေးဌာနဒုတိယဌာနမှူးနှစ်ခွန်အလင်းကကနေယောဒီတိုင်းစကိုပြောပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့မှာစတင်ခဲ့ပြီးမနေ့ကဇွန်လ4ရက်နေ့မှာတင်တဲ့ဆင်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။တင်တဲ့အတွင်းမှာတော့အဓိကဘာသာရပ်၃ခုဖြစ်တဲ့ မိသက်ဘာသာရပ်၊ရှာဖွေကယ်ဆယ်ရေးဘာသာရပ်နဲ့ရှေးဥတုနာပြုစုခြင်းဘာသာရပ်တွေကိုသင်ကြားပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအပတ်စဉ်သုံးသင်တန်းမှာတော့သင်တန်းသား64ဦးတက်ရောက်ပြီးများအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။အခုလိုအရေးပေါ်ကယ်ဆယ်ရေးသင်တန်းတွေပြုလုပ်ပေးခဲ့တာဟာရှစ်တန်းစစ်မြေပြေတွေမှာတော်လကောက်တဘဝဘေးမိဘေးတွေအရေးပေါ်ကြုံတွေ့တဲ့အချိန်မှာတော်လကောက်အချိန်မီအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှောက်ဆောင်နိုင်ဖို့အတွက် အဓိကယူရပြီးလှူဆောင်ခဲ့တာလို့ခွန်အလင်းကဖြစ်ဆက်ပြောဆိုထားပါတယ်။အရေးပေါ်ကစရေးတင်တဲ့ပန်းစင်တီကို2024ခုနှစ်စက်တင်ဘာလနဲ့အပန်းစင်နှစ်ကိုတော့2025ခုနှစ်ဇန်နဝါရီလမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။